ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများခင်ဗျာယခုချိန်ကာလဟာမိုးကုန်ပြီးစောင်းဝင်တော့မယ့်ချိန်ကာလဖြစ်တာကြောင့်ခြေကင်းလက်ကင်းတာယာတဲ့ရာသီဥတုဖြစ်ပါတယ်အခုလိုချိန်မှာရောင်နီလာစအချိန်တိုက်ခတ်တဲ့တန်ရှင်းလက်ဆက်တဲ့လေနူအေးကိုတဝရှူရှိုက်ရင်းလမ်းလျှောက်ဖို့အချိန်ကောင်းလေးဖြစ်ပါတယ်မနေ့ကင်းချိန်ကဟာလူသားတူအတွက်စိတ်ရောကိုယ်ပါလန်းစားနေတဲ့အချိန်ကဖြစ်တယ်လို့တဘာဝလောကကြီးကလည်းတာယာလှပတဲ့အချိန်ကပဲဖြစ်ပါလေ။ ီလိုတရားလှပတဲ့အချိန်ခါမှာနိုင်ငံတကာမျက်မြင်လမ်းလျှောက်သူတွေကိုနိုင်ငံရဲ့မြို့ကြီးများမှာအစဉ်လာရကျင်းပပေးခဲ့ကြပါတယ်။ဒီကနေ့2014ခုနှစ်အောက်တိုဘာလ15ရက်နေ့မနေ့မှာလည်း23ညမြောက်ရန်ကုန်မြို့တော်ဝန်ဖလားနိုင်ငံတကာလမ်းလျှောက်သူတွေအထိမ်းမှမျက်မြင်လမ်းလျှောက်ပွဲနဲ့စူပေးပွဲခန္ဓာကျင်းပပုံများကိုရိုက်ကူးထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ပြည်ပပြည်သူများခင်ဗျာ2014ခုနှစ်အောက်တိုဘာလ15ရက်နေ့မနေ့6နာရီချိန်မှာမြို့တော်ခမ်းမရှိကစတင်တားထွက်ခဲ့ပြီးတော့စုလီဖျားလန်တိုင်းကုံတယ်လန်အဲ့ဒီကမှတဆင့်ဘုံကြီးလန်အဲ့ဒီကမှမဟာဗန္ဓုရလန်တိုင်းပြန်လည်လမ်းလျှောက်လာပြီးတော့မြို့တော်ခမ်းမရှိမှာပန်းဝင်ခဲ့ကြပါလေပြည်ပပြည်သူများခင်ဗျာ ဒီကနေ့ပြိုင်ပွဲကိုမြန်မာနိုင်ငံတဝမ်းလုံးကမျက်မမြင်အကြောင်းများဖြစ်တဲ့ကြည်မြန်းမျက်မမြင်အကြောင်းမြန်မာနိုင်ငံခရီးရန်မျက်မမြင်များမိတ္တဟာရစကိုင်းမျက်မမြင်အကြောင်းမိတိလာရှိဆောင်မျက်မမြင်အကြောင်းပြင်ဦးလွင်ပရာဟိတမျက်မမြင်အကြောင်းမိုးရွာရောင်ကြည်တိပရာဟိတမျက်မမြင်ပညာတင်အကြောင်းတင်ကန်းကျွန်းမတန်ဆွမ်းမျက်မမြင်လူမှုဖွံ့ဖြိုးရေးတင်လိုင်းတားရစုပေါင်းအမှန်မျက်မမြင်ကြောင်းစိမ်မေရီမျက်မမြင်အလို့ယုံမျက်မမြင်အကျော်ပြင်ပညာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း perfect မျက်မမြင်အကျော်ပြင်ပညာပြန်ပွားတွတ်တေး foundation မိတီလာမြို့ဘဝတိမျက်မမြင်တင်နန်းကြီးဟာစမ်းချောင်းမြို့နယ်နာဂိုမီဂျပန်နီးပညာအကျော်ပြင်အနှိပ်စေကံစမ်းချောင်းမြို့နယ် Paradise ဂျပန်မြန်မာအကျော်ပြင်အကြောင်းနဲ့ကျမ်းမာရေးဌာနတို့မှစုစုပေါင်းပါဝင်လမ်းလျှောက်သူမျက်မမြင်900ကျော်နဲ့ကုညီသူပေါင်း300ကျော်စုစုပေါင်း1000ကျော်ပါဝင်လမ်းလျှောက်ခဲ့ကြပါတယ်ခင်ဗျာ ပြပပြည်သူများခင်ဗျာပြိုင်ပွဲကြီးမားရရင်းနဲ့ပတ်သက်ပြီးရန်ကုန်မြို့တော်စီမံသားရေးကော်မတီပြည်သူဆက်ဆံရေးနဲ့ပြန်ကြားရေးဌာနဌာနမှဦးချိုထွန်းအောင်ကအခုလိုရှင်းလင်းပြောကြားပါတယ်ကျွန်တော်တို့မြန်မြန်ရန်ကုန်မြို့တော်စီမံသားရေးကော်မတီနေနဲ့ဒီဒီမြန်မြန်နေ့ကိုကျွန်တော်တို့ကျင်းပလာတာ1992ခုတည်းကစပြီးတော့ကျင်းပခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်မှလည်းဆိုလို့ရှိရင်23ချိန်ရှိပြီဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီအမြင်အာရုံ စက္ကူအာယုံချိုးတက်နေတဲ့ဒီကျွန်တော်တို့မျက်အမြင်ကျွန်တော်ညီကိုမောင်နှမတွေအနေနဲ့ဒီအားငယ်တဲ့စိတ်တွေဒီကျွန်တော်တို့ဒီတိမ်ငယ်တဲ့စိတ်တွေသူတို့ပပျောက်ပြီးတော့မှဘဝဘဝကိုဘဝရဲ့ဓာန်ကိုရဲအကြညာခံပြီးတော့မှရင်ဆိုင်နိုင်တဲ့ဒီပေါ့ယုံကြည်ချက်ပေါ့မိမိကိုယ်ကိုမိမိယုံကြည်ချက် self confidence ဒါရှိဖို့လို့ဒါအဓိကရည်ရွယ်တာဖြစ်ပါတယ်နောက်ချက်ကတော့သတော်ပြောတဲ့ဒီ white game ပေါ့ white game ဆိုတဲ့ဒီဒုတ်ကလေးရဲ့ဥစ္စာကို ဒါအများပြည်သူတွေသိရှိနိုင်အောင်လို့နောက်တစ်ခုကဒီနေ့ဒီနေ့ဒီနေ့ဟိုအချိန်မှာဒီမျက်မြင်ညီကိုတွေနဲ့ပြည်သူလူထုတွေအတူတူကပူးပေါင်းပြီးတော့ပါဝင်ပြီးတော့မှဒီလိုတုံ့ရှားဆောင်ရွက်တဲ့အတွက်ကြောင့်မလို့ဒီမျက်မြင်နေဒီအမြင်အာရုံချိုးတဲ့တယ်ဆိုပေမဲ့ဒီတာမန်ပြည်သူလူထုတွေနဲ့ဟိုသူတို့မကွာခြားဘူးဆိုတော့ဒါအမြင်ကိုသူတို့အများပြည်သူတွေရောနောက်တစ်ခါဆက်သွားပြောတဲ့ဒီအခြားသော မြတ်မြင်ညီကိုမောင်နှမတွေရောသိရှိဖို့လို့ပါနောက်ချက်ကတော့ဆက်သွားပြောလို့ပေါ့ဒီမြတ်မြင်ဒီညီကိုမောင်နှမတွေနဲ့သူတို့နေတူပါဖြတ်သန်းနေရတဲ့ဒီအခြေအနေတွေကနေပြီးတော့မှဒါပတ်ဝန်းကျင်အတိတ်တွေတခုမှာသူတို့အပီပီရဲ့အပီပီအနေနဲ့အရရကဒီမြတ်မြင်ကျွန်တော်တို့ညီကိုမောင်နှမတွေအတူတကွဟိုစူးစီးပြီးတော့မှတွေ့ဆုံပြီးတော့မှဒါပျော်ပျော်ရွှင်ရွှင်လေးဖြစ်နိုင်မလို့ပါနောက်ဆုံးတစ်ချက်ကတော့ဒါကျွန်တော်တို့ စကုအာယုံချိုးတဲ့တယ်ဆိုပေမဲ့ဒီစူးစားပြီးစူးစားရတယ်ဆိုလို့ရှိရင်ဒါဘဝမှာအခက်အခဲတွေကိုအောင်မြင်နိုင်ကြော်ဖြတ်နိုင်တယ်ဘဝမှာအောင်မြင်မှုရရှိနိုင်တယ်ဆိုတဲ့ဟာကိုဒီအများပြည်သူတွေသိရှိဖို့တော့ကျွန်တော်တို့အခြားသောဒီအမြင်အရချိုးတဲ့နေတဲ့ညီကိုမောင်နှမတွေသိရှိဖို့ဒါရည်ရွယ်ပြီးတော့မှချစ်ပါပေးတာဖြစ်ပါတယ် သူတို့ရဲ့တုံ့ပြန်မှုတွေကဘယ်လောက်ဒီအားအဝလဲရှိလဲဆိုတော့ဒါကျွန်တော်တို့ဒီနေ့ပါပေါ့ဒါကျွန်တော်တို့ဟိုပါဝင်ရှင်ပြိုင်တဲ့အာသာသမား900ကျော်ရှိပါတယ်နောက်တော့ဒီပံ့ပိုးတဲ့ဒီအကူဆိုလို့ရှိရင်303ရှိပါတယ်ပါဝင်ပြောမှရှင်ပြိုင်တဲ့ကြောင်းတဲ့အဖွဲ့စည်းဆိုလို့ရှိရင်ဒါကျွန်တော်14ခုရှိပါတယ်ဒါမနစ်ကဆိုလို့ရှိရင်ဒါပါဝင်ရှင်ပြိုင်ခဲ့တဲ့ဥယျာ900နဲ့ကျော်လောက်ပဲ980လောက်ရှိတယ်ဆိုတော့ဒါအများကြီးတိုးတက်လာပါတယ်အဲ့တော့ဒါဒီကျွန်တော်တို့ ဒီဘာအပြီးအနေနဲ့ရဲ့အမှရှိတဲ့ဒါဒီမျက်မြင်ဒီကိုမောင်မတွေနေနေဒါဒီသူတို့ဘလောက်စိတ်ပါဝင်စားပြီးတော့မှဒီဟိုပေါ့နော်ဒါဟိုပါဝင်ပြီးတော့မှဆောင်ရွက်လာတယ်ဆိုတာတော့ဒီတိုးတက်လာတဲ့အခြေအနေတွေတော့မှကြည့်လို့ရှိရင်ဒါသိနိုင်ပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒီပေါ့နော်ဒီလိုကျွန်တော်တို့ဒီကူပေါင်းပါဝင်တဲ့ဒါလှုပ်ရှားမှုတွေလှုပ်ပြီးခြင်းအဖြစ်ဒီမျက်မြင်တွေရဲ့ဒီသောသောကျွန်တော်တို့ပြောခဲ့တဲ့ရည်ရွယ်ချက်တွေပေါ့လေရည်ရွယ်ချက်တွေကအောင်မြင်လို့ဆိုတော့ပါအခုဆိုလို့ရှိရင်ဟိုတော့မှကျွန်တော်တို့မျက်မြင်အနေနဲ့ ဒါကျွန်တော်တို့ပညာရှင်တွေပေါ်လာတာတွေရှိပါတယ်နောက်တအနေနဲ့ဘောတော့ဒီနေဘောတော့ဒီဒီခန္ဓာအသီးသီးမှာဒါမျက်မြင်ဟိုမျက်စိအာရုံချိုးတဲ့တယ်ဆိုပေမဲ့ပါဝင် ပြီးတော့မှဆောင်ရွက်လာနိုင်တာတွေဥဆောင်လာနိုင်တဲ့ဟာတွေဒါတွေကဟိုကျွန်တော်တို့ဟိုဟိုဘယ်လိုမှမပြောပေမဲ့မြင်နေရတဲ့နော်ဟိုစာတွေကအများကြီးရှိပါတယ်ကွဲတွေကိုဒါကျွန်တော်တို့ဟိုကျင့်ပါခြင်းအဖြစ်ဒါဒီစောစော ပြောတယ်ပေါ့နော်ပြည်သူလူထုနဲ့ကျွန်တော်တို့ဒါဒီ ျွန်တော်တို့ဒါရန်ကုန်မြို့တော်စီမံသားရေးကော်မတီကဒါဥဆောင်ကျပါပြီကြပါဒါပြည်သူလူထုပါဝင်တဲ့နောက်တော့ကဆက်သွားပြောတဲ့ဒီကျွန်တော်တို့ဒီဟိုမတန်မစွာဟောနော်ဒါကျွန်တော်တို့မတန်မိမဲ့စွာနေပေါ့ဒါကျွန်တော်တို့ဒါကတော့လက်ရှိမှာသလိုရှိနေဒါဒီဥသာဒီနေ့ကတော့ဒါဟိုစက်ကူအောင်ချိုးတဲ့တဲ့ဥစ္စာတွေပါပဲဒါကျွန်တော်တို့ကျန်တဲ့ရွှေမေသာဖောင်ဒေးရှင်းတို့လုပ်တဲ့ဒါကျွန်တော်တို့မတန်မစွာဟာတွေလည်းတို့အများကြီးရှိပါတယ်အဲ့ဒီဥစ္စာတွေမှာတို့ကျွန်တော်စီမံသားရအောင်မြို့တော်စီမံသားရအနေနဲ့ဒါကျွန်တော်တို့ ဒီတခါတခါတာကနေပြီးတော့မှပံ့ပိုးပြီးတော့ဆောင်ရွက်ပေးနေတာတွေရှိပါတယ်ဒါတွေဒီတို့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 နိုင်ငံမှာရှိတဲ့ဒီဟိုမတမ်းမဆွမ်းနေနောက်တော့ဆက်ကူအာယုံချိုးတက်တဲ့လူတွေကိုဒါတို့တို့ဟိုတို့ရဲ့ဘဝဟိုနော်ဒါယုံကြည်ချက်ခံယူချက်တွေကိုဒါမြင့်တင်လာအောင်တို့ဘိုင်းဝဲပြီးတော့မှဆောင်ရွက်ပေးနေတာဖြစ်ပါတယ် ပြပပြည်သူများခင်ဗျာပြိုင်ပွဲပြီးမနေ့၈ရက်နေ့ချိန်မှာတော့ရန်ကုန်မြို့တော်ခမ်းမပထမတက်မှာစူပီဝဲခမ်းနားကိုကျင်းပရမှာအခမ်းအနားအစီအစဉ်များဖြင့်ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဌာနဝန်ကြီးကဂုဏ်ပြုစကားပြောကြားခြင်းရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဌာနဝန်ကြီးကစုပလားနဲ့လက်ဆောင်ပစ္စည်းများပေးရခြင်း အဲ့နောက်ယင်းမမီများအားမျက်မှန်တက်ဆင်လူဒန်းခြင်းဆက်လက်ပြီး73ညမြောက်မျက်မမြင်စစ်တွင်ပြိုင်ပွဲဆုရသူများကိုဆုများပေးအပ်ချီးမြှင့်ခြင်း ိနောက်ကြီးမြတ်မြင့်မြင့်ကြောင်းမှဒုတိယနေ့ဒသနိကအဝေးတင်ကြောင်းသူမတ်သဲစုဆန်ကကျေးဇူးတင်ကပြောကြားခြင်းအိနောက်မြင့်မြင့်ကြောင်းများမှဖြော်ပြေးများနဲ့တရုတ်ပြဖြော်ပြေးခြင်းနဲ့မနေ့9:15မိနစ်ချိန်မှာတော့ခန်းနာကိုအောင်မြင်စွာကျင်းပပြီးစီခဲ့ပါတယ်။ ပြိုင်ပွဲမှာပါဝင်ခဲ့ကြသူများကလည်းအခုလိုပြောကြားခဲ့ကြပါတယ်ကျွန်တော်နာမည်ကတော့စေးလက်မှုလို့ခေါ်ပါတယ်ဟိုကျွန်တော်ကခွဲကြံကြောင်းလာပါတယ်ကျွန်တော်ကဟိုပေါ့ရှင်းနေသားမကွယ်သားတာခင်ဗျာဝက်သက်ပတ်ပြီးတော့လေအမျိုးကွယ်သားတာခင်ဗျာကျွန်နာမည်ကရင်းဆိုပါတာလာရောက်ရှင်းနေတာမိလာနေရှင်းတော်နေမြင်ကြောင်းဟာဝက်သက်ပေါင်းများနေအဲ့နေဟိုဝါမျိုးဟိုရင်ခက်ခိုက်တာအဲ့နေမျက်စိညစ်သွားမှာခင်ဗျာ ကျွန်တော်နာမည်ကမောင်စွန်လန်းကျင်လို့ခေါ်ပါတယ်ကျွန်တော်ကခွဲချံလာပါတနေ့သားရွယ်မှာတိမ်ဖြစ်တာတစ်ဖက်ဖြစ်တာတစ်ဖက်နေတပတ်နောက်မှာကူးသွားတမိနာမည်ကတော့တသဆန်ဖြစ်ပါရဲ့ရှင်တမိကတော့လူမှုနယ်ဦးစီးဌာနကြီးမင်းနိုင်မြင့်မြင့်ကျောင်းဖြစ်ပါရဲ့ရှင်အဲတမိကအယုံကျောင်းအားနဲ့အကြောင်းဒီဒီကျောင်းမှာဟိုကိုယ်တိုင်မှာဆက်ပြီးပေါ့နော်ပညာဆက်လက်သင်ကြရပါရှင်အခုကျင်နေဆိုတော့23ကျင်ပေါ့နော်ဂီတာလေးတီးချင်တာပေါ့နော်ဒါပေမဲ့ဟို လက်ရှိလက်ရှိအလုပ်နေလဲဟိုလက်ရှိအနေလဲလောက်တာဗောနော်ဟိုအကျောပြင်ဗောနော်တခြားအလုပ်တွေလဲဟိုဗောอืมလုတ်ချင်သေးတာဗောနော်ဒီနေ့နဲ့ဆို၃နေပဲရှိပါသေးတယ်ဘွားသူတွေဟိုစေးတော့မကြကြပါနဲ့ကိုကိုဘယ်လိုလဲကိုမိမိချောက်ကိုမဟိုရက်တည်နိုင်မှုတော့ ခွန်လန်းတွေအများကြီးရှိပါသေးတယ်။ကြိုးစားကြပါလို့ပြောချင်တယ်။အာ philosophy တက်နေပါရှင်။အာ second year ရောက်ပါရှင်။ဟုတ်တယ်အမငယ်လည်းလိုပဲကျွန်တော်ပြောချင်ပါတယ်။တင်းတင်းထန်ထန်တော့မခံစားမိပါရှင်။ဘာလို့လဲဆိုတော့ဒီလိုမျိုးလူမှုရေးနဲ့ကြောင်းနေရှိရဲပြီးတော့လူမှုရေးနဲ့စိတ်အပြည့်ရှိရဲဆရာသမားတွေနဲ့တွေ့ရတော့ခံစားချက်ပြင်းထန်ရှိပါဦးရှင်။ဘလို့အချိန်တွေပဲရောက်ကြိုးစားလို့ရှိရင်အောင်မြင်မှုတွေအများကြီးတွေ့နိုင်တယ်လို့ပြောချင်ပါရှင်။ ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများခင်ဗျာမတန်ပြင်းမဲ့စွမ်းဆောင်သူများဖြစ်လာအောင်နိုင်ငံတော်ကကြိုးမှုပြီးအခုလိုအားကစားပြိုင်ပွဲများကျင်းပပေးခြင်းအပြင်နိုင်ငံအကျိုးတည်ပိုးနိုင်တဲ့တာကောင်းသမီးမွန်များဖြစ်လာနိုင်ပြီးတရောင်းတနေရာကနေနိုင်ငံတော်ရဲ့ကြားရတောင်းအများကိုကြေပြွန်စွာထောက်ရနိုင်တဲ့နိုင်ငံသားသမီးများပေါ်ထွန်းလာစေနိုင်မှာဖြစ်ပါကြောင်း၂၃နှစ်မြောက်နိုင်ငံတကာလမ်းလျှောက်တုံးနေ့အထိမ်းအမှတ်ရန်ကုန်မြို့တော်ဝန်ဖလားမျက်မမြင်လမ်းလျှောက်ပွဲနဲ့စူပီဝဲခန္ဓာအကြောင်းကို ရိုက်ကူးတင်ပြလိုက်ရပါတယ်ခင်ဗျာချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများရှင်လန်းချမ်းမြေ့နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ